ဒီ iconic figure of social media လာ social media ပေါ်မှာကြည့်ပြီးတော့သူတို့ဒါပေးတဲ့စုမျိုးထင်တယ်ပေါ့နော်အောင်မြင်တဲ့သူတွေပြီး influencer တွေ creator တွေပြီး artist တွေလည်းပါတယ်ဆိုတော့နောက်ထပ်ဒါ new relationship တွေရတာပေါ့နော် gender နဲ့တွေ့ရတယ်တော်တော်ဝမ်းသာမှုကောင်းတယ်ပြီးတော့အသက်ငယ်ပြီးတော့တော်တော်ကို humble ဖြစ်တဲ့ညီမလေးပေါ့နော်သုံးဝင်မင်းသမီးဆိုပေမဲ့အားလုံးပေါ်မှာသူအရန်ကိုယဉ်ကျေးပြီးတော့အာချစ်ဖို့လည်းရန်ကောင်းတယ်အဲဒီကောင်နဲ့လည်းသူတို့ရိုက်ထားရတယ်လည်းရှိရဲဆိုတော့သူကဒါမြန်မာနိုင်ငံ ုင်ငံနဲ့တော့မဆိုင်ဘူးပေါ့အဲမေးကိုသူတို့ကဒီ email ကနေပြီးအကြောင်းကြားလာတာပေါ့နော်ဒီစုလေးရရဲဆိုတော့အရန်ကိုလည်းဒါဝမ်းသာရပါတယ်အပြီးခဲ့တဲ့နှစ်ကလည်းဒီမေလမှာပဲကျင်းပခဲ့တာပေါ့2024ပေါ့ဒီနှစ်ကကြတော့2025ရဲ့ဒီ iconic figure of social media award ပေါ့နော်ဆိုတော့ ဟိုဒီစုလေးရတော့တော်တော်ကိုဟိုသိရတဲ့ချိန်မှာရတယ်လို့သိရတဲ့ချိန်မှာအရန်ကိုဝမ်းတာပါတယ်။ပြီးခဲ့တဲ့နှစ်ကရတဲ့တိုက်ကြောင်နဲ့မတူဘူးပေါ့။ပြီးခဲ့တဲ့နှစ်ကတော့ဒါ Shining Star International Award ရတာဆိုတော့အော်ဒီနှစ်ကကြတော့ဒီ social media ဒီ iconic figure award ရတာဆိုတော့အဲဘာအနှစ်ခုလုံးဒီနှစ်နှစ်ဆက်တိုက်ရတယ်ဆိုတော့အရန်ကိုဟို ပြောတာပေါ့နော်ဝမ်းတာပါတယ်ဟုတ်ဒီနှစ်လည်းတို့တေချာလေးတို့ကအာဖိတ်ခေါ်ပေးတယ်ပြီးတော့ရောက်တာနဲ့အာတေချာကြိုးစုပြီးတော့ အဲ့လိုကိုကအရန် warmly welcome ဖြစ်ကြရဲဆိုတော့လေအရန်ကိုကိုကလည်းအေးရောအရန်ပျော်ရတာပေါ့နော်ဆိုတော့တန်မိုးထားရဲပေါ့နော်အဲပြီးတော့ဒီဖိတ်ထားတဲ့သူတွေအားလုံးကလည်းသူ့နိုင်ငံအတီးတီးမှာအောင်မြင်နေတဲ့သူတွေပြီးတော့ business ပိုင်းတွေဟိုအောင်မြင်နေတဲ့သူတွေပြီးတော့ influencer တွေ creator တွေပြီးတော့ artist တွေလည်းပါတယ်ဆိုတော့အမေတို့အနေနဲ့ဆိုလို့ရှိရင်လည်းတကယ်ကိုနောက်ထပ်အဲဒါ new relationship တွေရတာပေါ့နော်ဆိုတော့အရန်ကိုအာ ဟိုဝမ်းသာရပါတယ်ဟိုကိုခင်မင်းကိုရတာလေပျော်ရတာပေါ့နော်ဆိုတော့အာဒီပွဲလေးတက်ရောက်ရတဲ့အတွက်တော်တော်ကိုဂုဏ်ယူရပါတယ်ဒီ iconic figure of social media က social media ပေါ်မှာကြည့်ပြီးတော့သူတို့ဒါပေးတဲ့စုမျိုးထင်တယ်ပေါ့နော်ဆိုတော့ပြီးခဲ့တဲ့နှစ်နဲ့တော့မတူဘူးပေါ့အဲဒီနှစ်ရတဲ့တဲမှာဆိုလို့ရှိရင်မင်းနဲ့တူတူဆိုရင်ဒါကမ္ဘောဒီးယားမင်းသမီးရှင်းယူဘင်းတို့ဂျင်းနီရှင်းတို့အားနှစ်ယောက်လုံးလည်းပါတယ်ပေါ့နော်အဲဒါတခြားဒီကမ္ဘောဒီးယားနိုင်ငံရဲ့သူတို့မင်းသမီးပေါ့နောက်တော့ဒီကမ္ဘောဒီးယား တော်ဝင်မင်းသမီးပေါ့ဂျန်နာလည်းပါတယ်ဆိုတော့အဂျန်နာနဲ့တွေ့ရတယ်တော်တော်ဝမ်းသာမှုကောင်းတယ်ပြီးတော့အသက်ငယ်ပြီးတော့အရန်ကိုအာချစ်ဖို့ကောင်းတယ်အရန်လည်းအဲ ဲချစ်စရာကောင်းပြီးတော့အဲဟိုသဘောလည်းရန်ကောင်းနေပေါ့နော်ညီမလေးဟုတ်စကားကြီးတော့ပြောခဲ့တယ်ပေါ့နော်သူကမြန်မာနိုင်ငံကိုလည်းတည်ပြီးသားဆိုတော့မြန်မာနိုင်ငံမှာဆိုရင်အဲညီမလေး channel နဲ့ပေါ့နော်ကမ္ဘောဒီးယားမင်းသမီးဒီတော်ဝင်မင်းသမီးနဲ့ဆိုပိုင်ပိုင်နဲ့လည်းပိုင်ကုန်းနဲ့လည်းသူတို့ရိုက်ထားရတယ်လည်းရှိရဲဆိုတော့သူကတော့မြန်မာနိုင်ငံနဲ့သူကမဆိုင်ဘူးပေါ့အဲတော်တော်ကို humble ဖြစ်တဲ့ညီမလေးပေါ့နော်အဲသူကတော်ဝင်မင်းသမီးဆိုပေမဲ့အားလုံးပေါ်မှာသူအရန်ကိုယဉ်ကျေးပြီးတော့အာချစ်ဖို့လည်းရန်ကောင်းနေပြီးတော့ သူသက်ဆန်တဲ့ပုံစံကတကယ်ဟိုအားလုံးပေါ်မှာပေါ့အဲသူဟိုဟိုရင်ကျေးတယ်ပေါ့လေအဲ့လိုအဲ့လိုပုံစံမျိုးလေးပါအဲနောက်ဒီနမကြီးရဲ့ Thai model ကြီးမင်းသားတွေပြီးတော့အဲ့လို Korea မင်းသားတွေပြီးတော့ keyboard အဖွဲ့လေးလည်းပါတယ်ဆိုတော့လေအဲအရန်ကိုဝမ်းသာပါတယ်ဟာ အားလုံးကလေအာခင်မှုအရင်ကောင်းပါအဲဒါ international award တစ်ခုဖြစ်တဲ့အတွက်မေးအတွက်ကတော့အဲဒါမှတ်တိုင်တစ်ခုပေါ့လीဟိုမေးရောရဲ့ဒီအနုပညာလုပ်ငန်းမှာအာဒီလိုမျိုးစုလေးရရဖို့ဆိုတာကကြတော့အာဟို စ조사ရတယ်ဆိုတော့ဘာဖြစ်ဖြစ်နောက်ထပ်조사ခြင်းစိတ်ဒီပို့ပြီးတော့အလုပ်ပေါ်မှာတံမိုးထားတဲ့စိတ်ဒီပို့ပို့ပြီးတော့ဖြစ်လာတာပေါ့နော်အဲဘဝအတွက်ဆိုလဲမှတ်တိုင်လေးတစ်ခုပါပဲအနုပညာရှင်တိုင်းအတွက်ကိုယ်ဒါဟိုဒီစင်ကာပူနိုင်ငံမှာကျင်းပဒီ horror film ဆိုလဲဒီဒီစုပေးပွဲရာ international ကအလူအလုံးကဒီပွဲကိုလာရောက်လာပြီးတက်ရောက်ကြတယ်ပေါ့နော်ကိုကလည်းတွားပြီးတက်ရောက်ခွင့်ရတယ်ကိုကိုလည်းတံမိုးထားပြီးတော့ဒါဖိတ်ကြားပြီးစုပေးတယ်ဆိုတော့ဘာဖြစ်ဖြစ်အဲကိုဘဝမှာဒါမှတ်တိုင် င်လေးတစ်ခုဖြစ်ခဲ့တာပေါ့နော်